အလုံးအလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေ channel ကိုအစင်အားပေးနေတဲ့ကျွန်တော်ချစ်မိတ်ဆွေညီကိုမောင်နှမအလုံးအလုတ်ကိုင်းခွန်လန်းတွေဖန်တီးပြီးတော့ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါရစေဟုတ်ကဲ့လွန်ခဲ့တဲ့အာ1920အတွက်အလုတ်ကိုင်းတမန်ဖိတ်ခေါ်တာရှိပေမဲ့လည်းအဲအချိန်နဲ့တပြေးညီမတင်ပြပေးနိုင်တဲ့အပေါ်နားလည်ပေးဖို့ တောင်းဆိုလိုပါတယ်တောင်းပန်ပါတယ်လို့ဒီကနေ့အတွက်ကတော့1920 21ကနေဖိတ်ခေါ်ထားတဲ့အလောက်ကైခွလန်းတွေကိုထပ်မံဝင်မြပေးသွားမှာဖြစ်တဲ့အတွက်အအဆုံးထိအဒီခံပြီးတော့လိုက်ပါနားဆင်ပြီးဖို့လိုက်ပါလေးလာပြီးဖို့အတောင်းဆိုပြစီနော်ဒီကနေ့တွေ့အလုံးကန်ခွန်လန်းနေမဖို့ပြခင်မှာ၁၈ရက်နေ့တုန်းကဖိတ်ခေါ်ထားတဲ့ အလောက်ကိုင်းအကြောင်းလေးတစ်ခုကိုပြင်လဲပြီးတော့ highlight လုပ်ပြချင်တာဖြစ်ရှိပါတယ်အဲ့ဒါကတော့ UNDP ကနေဖိတ်ခေါ်ထားတဲ့အဲ community facilitator ဆိုတဲ့ position ဖြစ်ပါတယ်သူကတော့မန္တလေးနဲ့စကိုင်းအတွက်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်မန္တလေးမှာက3နေရာနဲ့စကိုင်းမှာတနေရာပေါ့နော်အဲ့ဘာဖြစ်လို့ကျွန်တော်အဲ့ဒါကိုပြင်ပြီးတော့အဲ highlight လုပ်ပြချင်တာလဲလို့ပြောရင်ကျွန်တော်ဒီအလောက်အကန်စတင်ပြီးတော့အာဒီ UN အာဒီ အန်ဂျူလောကတဲ့ကိုစတင်ပြီးတော့ဝင်ရောက်မဲ့အညီငယ်ညီမငယ်ဒီအတွက်ကိုရည်ရွယ်ပြီးတော့အပြည့်လဲ highlight လုပ်ပြချင်တာဖြစ်ပါတယ်။ဘာလို့လဲဆိုရင် तू ကအဲ volunteer အနေနဲ့စပြီးတော့အဲအတွေ့အကြုံပေးရင်းနဲ့ခံစားခွင့်နဲ့ရှိတဲ့အဲဒီဒီအလောက်ကိုင်ခွင့်လန်းလေးဖြစ်တဲ့အတွက်ကြောင့်ပါ။ဆိုတော့ तू ကတော့26ရက်နေနောက်ဆုံးရှောက်ထားမှာဖြစ်ပါတယ်။နော်။သူရဲ့ duration ကတော့6လကျွန်တော်တို့ဒီအတွေ့အကြုံကို तू က အဲဒီပညာပေးရင်နဲ့အခွင့်အလမ်းပေးရင်နဲ့သူကအဲဒီဒီအတွေ့ဒီ6လအတွင်းမှာ တွေ့ကြုံပေးတဲ့အစီအစဉ်လေးဖြစ်တဲ့အကြောင်းမလို့ညီငယ်ဒီမငယ်တွေတွေ့ကြုံအဲမရှိသေးတဲ့ညီငယ်ညီမငယ်တွေကိုကျွန်တော်ကအဲလျှောက်ထားကြည့်စီခြင်းတယ်ဆိုတဲ့ဟာကိုအပြန်လဲဖော်ပြပေးလို့တာဖြစ်ပါတယ်သူကတော့အဲလူအချက်တွေတော့ဖော်ပြထားပေမဲ့လည်းဒီဒီ အဲအတွေ့အကြုံမလိုဘူးပေါ့နော်အတွေ့အကြုံကဒီသူစီကနေပဲအတွေ့အကြုံပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေဒါပေမဲ့လောရတဲ့ဟာကျတော့အဲ description အနေနဲ့ဆိုရင်တော့အများကြီးဖော်ပြထားလာရှိတယ်ဒီ program ဒီ program ကိုလို့ကိုင်လုံးနေတဲ့ project manager အောက်ကနေပဲကျွန်တော်တို့ဒီလူထုနဲ့အများဆုံး အဲစကားပြောပြီးတော့ data တွေကောက်တယ် assessment တွေယူတယ်ပြီးရင်အဲ report လုပ်ပေးရတယ်ဆိုတဲ့ဟာတွေဖော်ပြထားတာရှိတယ်ပေါ့เนาะပြီးရင်ကျွန်တော်တို့ဒီအဲဒီဒီ um လိလာ monitoring ပိုင်းပေါ့เนาะလိလာစောင့်ကြည့်တဲ့အပိုင်း implementation လုပ်ရင်းနဲ့လိလာစောင့်ကြည့်တဲ့ပိုင်းတွေပြီးတော့ assessment and data collection တွေအဲအဲ့ဒါတွေကျွန်တော်တို့အဓိကလုပ်ပေးရမှာပေါ့เนาะဒီ project manager အောက်ကနေဆိုတော့အဲဒီအဲအတက်အနေနဲ့ ဆိုရင်လည်းတော်တော်လေးအအများကြီးဟာထားပြည်တယ်ပေါ့နော်၁၈နှစ်ထဲဒီပုံစံမျိုးတွေအလောက်တာပေါ်ပြထားရှိတယ်လိုအပ်တဲ့အရေးချင်းကလည်းတူ secondary school education ပဲဆိုတော့စတဲ့မအောင်လည်းပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးเนาะအင်္ဂလိပ် language အနေနဲ့ဆိုရင်တော့အင်္ဂလိပ်နဲ့မြန်မာပေါ့ဒါပေမဲ့အင်္ဂလိပ်မှာက working knowledge ပဲကျွန်တော်အလို့အတွင်းမှာအနည်းငယ်ပါနားလေရင်အဲကျွန်တော်တို့ရှင်းထားနိုင်တဲ့ပုံစံမျို အဲရှိတယ်ပေါ့နော်ဆိုတော့18ရက်နေ့မှာကျွန်တော်ဖော်ပြထားပေးတယ်အဲ့ဒီ link ထဲကနေကြည့်ပြီးမှအဲဒီလျှောက်ထားတဲ့ပုံစံကိုလည်းဒီသူရဲ့ link ထဲကနေဝင်ပြီးတော့လျှောက်ထားမှာဖြစ်တယ်ပေါ့နော်ဒီအဲ intern ဖော်ပြထားတဲ့ link အောက်ကနေပဲဒါပေမဲ့အဲ့ဒီမှာသူ email account နဲ့ဝင်ရမယ့်ပုံစံမျိုးတော့ရှိတယ်တခြားမလို့ email account ကိုကျွန်တော်တို့အဲအဲကျွတ်တင် ဖွင့်ထားပြီးမှနော်ဒီ account ကိုလျှောက်ထားလို့ရမယ်ဆိုတဲ့ဟာကိုကျွန်တော်ကျွတင်အတိပေးပါရစေနော်ဒါကတော့၁၈နေတုံးကယူနေပြီကနေဖိတ်ခေါ်ထားတဲ့ community community of volunteer post ကိုပြန်လဲ highlight လုပ်ပေးခြင်းဖြစ်ပါတယ်လို့ဆိုရင်ကျွန်တော်တို့ဒီကနေ့အတွက်အလောက်ကန်ခွန်းလမ်းနေဆက်ပြီးတော့အနားထောင်ကြရအောင်နော်ဒီကနေ့အတွက်ပထမဆုံးတစ်ဖက်ကိုကြည့်မယ်ဆိုရင် SCH အဖွဲ့ကမြိတ် data အတွက်ကိုကျွန်တော်တို့ assistant manager ဖိတ်ခေါ်ထားတာရှိပါတယ် GIZ organization ကလည်းရန်ကုန်အတွက်အဲ ocean ဟော ocean vehicle sale ဆိုတဲ့ position ခေါ်လာတာရှိပါတယ် KBC SM အဖွဲ့ကကျွန်တော်တို့အဲ position တစ်ခုခေါ်လာတာရှိပါတယ်လို့အဲ့ဒါတော့ရန်ကုန်အတွက်ပဲပေါ့နော်ရန်ကုန်အတွက်အကွန်ထားတဲ့ position ကတော့ consultant ပညာရှင် အနေနဲ့ပေါ့နော် consultant for RNA airline assessment အဲကျွန်တော်တို့ RNA General Rubini Assessment Online အတွက်ကို consultant ခေါ်တဲ့အဲ position ဖြစ်ပါတယ်သူက analysis လုပ်မယ် reporting report writing လုပ်မယ်ဆိုတဲ့ဟာကိုဖိတ်ခေါ်ထားတာရှိပါတယ်နောက် position တစ်ခုကတော့ consultant ပညာရှင်ပဲเนาะ for k consultant for kap on hygiene and sanitation practice online ပဲဒါလဲကျွန်တော်တို့အဲ consultant ပညာရှင်တစ်ခုကို wash နဲ့ အဲ RNA အတွက်ဖိတ်ခေါ်ထားတာရှိပါတယ်လို့ Now ကျွန်တော်တို့ Hel Helvetel ဆိုတဲ့ကျွန်တော်တို့ organization ကတော့အလောက်ကိုင်းအခွင့်အလမ်း6ခုတော့ဖိတ်ခေါ်ထားတယ်ဗျကျွန်တော်ကြည့်ကြည့်ရအောင်လေနော်အခုပထမဆုံး position တစ်ခုကတော့ Grand Officer or Outcome 2 position ပေါ့နော်နည်းနည်းခေါ်ထားတာရှိပါတယ် habitats မြန်မာကပေါ့နော်နောက်တစ်ခုကတော့ position တစ်ခုကတော့ grand officer ပဲအောက်ခံ3အတွက်ကို1 position ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့ junior junior grand officer or afghan 2 position ခေါ်ထားတာရှိပါတယ်နောက် position တစ်ခုကတော့ grand assistant 3 position နောက်တစ်ခုကတော့ assistant finance officer ကတော့ one position ဖိတ်ခေါ်ထားတာရှိပါတယ်နောက်ဆုံးတစ်ခုကတော့ MNE assistant one position ဒါကတော့ Havitel မြန်မာကအဲအလောက်ကိုင်6ခုကိုရန်ကုန်တတိတဖိတ်ခေါ်ထားတာရှိပါတယ် now PUI ကလည်းကရင်ပါအန်အတွက်ကို project manager position ခေါ်ထားတယ် glan organization ကတော့မန္တလေးအတွက် finance officer ဖိတ်ခေါ်ထားတာရှိပါတယ်လို့ ဆက်ကြည့်ရမယ်ဆိုရင်ကျွန်တော် MNC အဖွဲ့ကလည်းရေးတောင်ရှိမွန်စတေးအတွက်ကို nurse facilitator position ဖိတ်ခေါ်ထားတာရှိပါတယ်။နောက် PUI ကပဲကျွန်တော်တို့ဒလဒလဒေတာအတွက်ကိုကျွန်တော်တို့ nutrition supervisor short term ကျွန်တော်တို့အစာအာဟာရနဲ့ပတ်သက်ပြီးတော့ကြီးကြပ်ပေးရမယ်အလူပေါ့နော် position ဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့စီးပညာပိုင်းဆိုင်ရာကျွန်တော်တို့ညီကိုမောင်နှမတွေအတွက်အလုပ်အကန့်ခွင်လန်း ဖြစ်ပါတယ်လို့အဲနောက်တစ်ခုကတော့ HI organization ကတော့ကရင်ပြည်နယ်ပိုင်းအတွက်ပဲနှစ်ခုခေါ်နာပါရှိပါတယ် technical officer UIE မိုင်းပညာပေးပါเนาะနောက်တစ်ခုက technical officer MHPSS MHPSS ကတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပေးတဲ့အကြောင်းအရာလေးဖြစ်ပါတယ်လို့ โอเคနောက်ခုနောက်တစ်ခု organization ကတော့ AMA organization ကတော့ရန်ကုန်ဒေသအတွက်ပဲကျွန်တော်တို့၄နေရာတော့ခေါ်ထားတယ်ဗျကြီးကြီးအောင်ပါ position လဲဆိုရင်ပထမ position က final officer နော်ကျွန်တော်တို့ဒီနေရာတော့ final နဲ့တက်ဆိုင်နေတာတော်လေးအလုပ်ခေါ်ပါတယ်လို့နော်ဟုတ်ပြီနောက်တစ်ခုကတော့ fine uh project officer နော်ရန်ကုန်အတွက်ပဲနောက်ရန်ကုန်အတွက်ပဲအဲ AMA ကတော့ peer supervisor နော် peer supervisor နဲ့တက်ဆိုင်တဲ့ဟာပြီးတော့နောက်တစ်ခုကတော့ peer educator educator အနေနဲ့ကျွန်တော်တို့ရန်ကုန်အတွက်၄ခု AMA ကဖိတ်ခေါ်ထားပါတယ်လို့နောက်တစ်ခုကတော့ PUI ကပဲထပ်ခေါ်ထားရှိပါတယ်မန္တလေးအတွက် project manager ဆိုတဲ့ position ခေါ်ထားတယ်နောက်ပြီးတော့ ESIE organization ကလည်းမန္တလေးဒေသအတွက်ကို wash เนาะ wash and construction officer နော်ကျွန်တော်တို့ wash နဲ့သက်ဆိုင်တဲ့ပြီးတော့ construction လဲဆောင်ရမယ်ပုံစံမျိုး officer ဖိတ်ခေါ်ထားတာရှိပါတယ်ပြီးတော့ NRC အဖွဲ့ကလည်း kitchen state မြစ်ကြီးနာအတွက်ကိုကျွန်တော်တို့ driver ကျွန်တော်တို့ညီကိုတချို့လဲဖိတ်ခေါ်လာမိထားတာရှိတယ်နော် driver အလုပ်မရှိဘူးလားဆိုတဲ့ဟာလည်းပဲဒီမှာထပ်ပြီးတော့ဒီကနေ့စကူရနေ့အတွက်လဲမြစ်ကြီးနာအတွက်တော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တိုက်ဆိုင်တဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော် highlight ပြန်လုပ်ပြချင်ပါတယ်လို့ NRC က အမ် driver မြစ်ချနာကချင်း state တွေဖိတ်ခေါ်ထားတာရှိပါတယ်လို့ဟုတ်ကဲ့နောက်တစ်ခုကတော့ IFRC မြန်မာအဖွဲ့ကရန်ကုန်အတွက်ဘာ position လဲဆိုရင် senior compliance and risk management officer ကျွန်တော် risk and risk တင်းနဲ့ကျွန်တော်စီမံခန့်ခွဲဖို့အတွက် officer ပေါ့နော်ဒီနေ့ဒီအချိန်မှာကတော့ risk ကတော့အရန်အရန်ကို မြင်တယ်ညားတယ်ပေါ့နော်ဒါတွေနဲ့သက်ဆိုင်တဲ့ဟာတွေကျွန်တော်တို့ technical တွေရထားတယ်ဆိုရင်ဒီလောက်ကရင်ကတော့ကျွန်တော်တို့အခွင့်လန်းကောင်းဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ organization ကတော့ MRCS မြန်မာချက်ချင်းတွေကမန္တလေးစကိုင်းနေပြီးတော့အားလုံးအတွက်ပဲ3နေရာခေါ်ထားတယ်ကဲကြည့်ရအောင်ပါ position လဲလို့အ fee fee officer fee PMER officer ဆိုတဲ့အဲ position ဖြစ်တယ်နောက်တစ်ခုကတော့ cashier ငွေကိုင်း နော်ငွေကိုင်းတဲ့သက်ဆိုင်တဲ့ဟာတခုလေနော်ကျွန်တော်တို့ဒီ LCCI ပြီးတာတွေဆိုရင်ဒီ final သက်ဆိုင်တဲ့အလောက်ကန်ခွဲအလန်းကတော့တော်တော်လေးကောင်းပါတယ်လို့နောက်ဆုံးတစ်ခုကတော့ fee assistant data officer ဒီ data အချက်လက်တွေနဲ့လိုက်ပြီးတော့ပံ့ပိုးပေးရမယ့် officer တယောက်နဲ့လည်းအမစီရကနေပြီးတော့စကိုင်းမန္တလေးအတွက်ဖိတ်ခေါ်ထားတာရှိပါတယ်လို့ဟုတ်နောက်ထပ်ဆက်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အဲ plan plan organization ကလည်းစစ်တွေအတွက် MER MER officer နော်ပြီးတော့ MYS အကတော့ရန်ကုန်အတွက်နေနေရဖိတ်ခေါ်ထားတယ်အဘ position လဲလို့ပြောရင်ပါဒမတခုကတော့ကျွန်တော်တို့ monitoring and evaluation officer MNE officer ဖြစ်ပါတယ်နောက်တစ်ခုကတော့ project officer HIV prevention เนาะကျွန်တော်တို့ဒီစေးပညာတွေနဲ့သက်ဆိုင်တဲ့ position တွေဖြစ်ပါတယ်လို့ဒါ MYS organization ကဖြစ်တယ် not organization မဖော်ပြဘဲနဲ့မန္တလေးအတွက် a meal officer ပြခေါ်ထားတဲ့ position တခုလည်းတွေ့ပါတယ်လို့တော့တခုကတော့ GH organization ကတော့ရန်ကုန်ဒေသအတွက်ကို ITN and digital safety officer ဒါကတော့နိပညာရှင်ဆန်ပါတယ်เนาะ IT နဲ့သက်ဆိုင်တဲ့လုံခြုံရေးအတွက်ပေါ့เนาะဒါကတော့ အဲနိပညာရှင်ဒီနေ့ခေတ်လူငယ်တွေတက်ကြွန်တော့တွက်ကြန်တက်ကြွန်ကြတဲ့ကျွန်တော်တို့ IT နိပညာဖြစ်ပါတယ်အဲလူငယ်တွေအတွက်အလောက်ကန်ခွဲလန်းဖြစ်ပါတယ်လို့နောက် position နောက် organization ကိုကြည့်ရမယ်ဆိုရင် WWF organization ကလည်း project area ကတော့ AWD အတွက်ကို trainer trainer ခေါ်ထားရပါတယ်လို့ trainer က revolve revolving fun and business plan เนาะ business plan ဒါကတော့ marketing တွေကျွန်တော်တို့အာ marketing တက်ဆိုင်တဲ့အဲတက်ကြွတဲ့လူငယ်လူရွယ်တွေတွေ့ရှောက်ထားတဲ့အဲလောက်ကန်ခွဲလန်းဖြစ်တဲ့ဒါပေမဲ့ AWD data အတွက်ဖြစ်ပါတယ်လို့နောက်ပြီးတော့ Australia Embassy မြန်မာကနေလည်းဒီမှာအဲလောက်ကန်ခွဲလန်းတစ်ခုခေါ်ထားတယ်ဗျဒါကတော့ရန်ကုန်အတွက်ပဲကျွန်တော် property 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 manager နော် property manager အနေနဲ့ကျွန်တော်တို့ Australia MBC ကလည်းဖိတ်ခေါ်ထားတာရှိပါတယ်လို့ now DRC ကလည်းစစ်တွေအတွက်နော် support service manager နော်ဒါလည်းအဲဘေးကနေထောက်ပံ့ကူညီပေးပေးဖို့ပေါ့နော်လိုအပ်တဲ့ manager တယောက်ပေါ့နော်အဲ့ဒါဖိတ်ခေါ်ထားတာရှိပါတယ်လို့စစ်တွေအတွက် now plan ကလည်းထပ်မဖိတ်ခေါ်ထားတာကတော့ရန်ကုန်အတွက်ကျွန်တော်တို့ standard တန်တာခေါ်ထားတာရှိပါတယ်လို့เนาะကျွန်တော်တို့တန်တာနဲ့သက်ဆိုင်တဲ့ဟာလဲ plan definition နဲ့မှာလေ့လာရှောက်ကြည့်လို့ရတယ်နောက်ပြီးတော့အဲ UNDP ကလည်းဒီမှာအလောက်ကန်ဘယ်နှခု၃ခုเนาะ UNDP ကလည်းနောက်ထပ်အလောက်ကန်၃ခုဖိတ်ခေါ်ထားတာရှိပါတယ်အဲဘာတွေလဲဆိုရင်ကျွန်တော်တို့ကြည့်ကြည့်ရအောင်เนาะအဲ60အတွက်60အတွက်အာကျွန်တော်အာကျွန်တော်ဒီခဏတော့ highlight လုပ်ပြထားပေးတယ်အလောက်ကန်ခွဲလန်းပြန်ပြီးတော့ ပေါ်လာတယ်ဗျအဲ့ဒါတော့ community facilitator ကျွန်တော်60 60အတွက် community facilitator လိုတယ်ပြီးတော့အာမိထီလာ မိထီလာအတွက်က community facilitator နောက်တစ်ခုလည်းမိထီလာအတွက်ပဲ community facilitator ဆိုတော့ကျွန်တော်တို့ UNDP ကနေခုနဒီအဲဗီဒီယိုမှာအစပိုင်းမှာပေါ်ပြသွားပြီတဲ့ community facilitator တွေကတော့ဒီအလောက်ကန်စပြီးတော့အဲသူ့အကြောင်းယူချင်တော့ ညငယ်ညီမငယ်တွေအတွက်အလောက်ကိုင်ခွလန်းဖြစ်ပါတယ်ဒီမှာဒီအစ29ရက်နေ့ဂျုံမှာကျွန်တော် နောက်ဆုံး end date deadline ဖြစ်တယ်ဆိုတာဆိုတာပေါ်ပြလို့တယ်ဆိုတော့ကျွန်တော်ညငယ်ညီမငယ်တွေအဲ try ကြည့်ပါအားပေးပါတယ်အလောက်ကိုင်လည်းရမယ်အခွင့်လန်းလည်းရမယ်ကျွန်တော်တွေးကြုံလည်းရမယ်နောက်အလောက်ကန်ခွလန်းတွေအတွက် support အများကြီးရှိနိုင်တဲ့အလောက်ကန်ခွလန်းဖြစ်တဲ့ကြောင့်မလို့နောက်ထပ်တိုက်တွန်းအားပေးချင်ပါတယ်လို့နောက် တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် ICRC organization ကလည်းမြစ်ကြီးနားအတွက်ကိုအဲကျွန်တော်တို့အဲ KEOS EC ဆိုတဲ့အဲ position ဒါကတော့ကျွန်တော်တို့အသေးစိတ်အဲလေ့လာမှပဲကျွန်တော်တို့အဲသိရမှာဖြစ်ပါတယ်လို့ကျွန်တော်တို့ link ထဲမှာဝင်ရောက်လေ့လာပေးပါနော်ဟုတ်ကဲ့နောက်တစ်ခုကတော့ NRC အဖွဲ့ကမြစ်ချနာအတွက်ပဲကျွန်တော် area support manager ခေါ်ထားတာရှိပါတယ်လို့ ။နောက်တစ်ခုကတော့အာအာယုံဦးအဖွဲ့ကလည်းအမ်အမေတာမန္တလေးအတွက်ကိုတင်တာခေါ်ထားတယ်ဗျ။တင်တာ for backpack ဆိုတော့ကျိုးပွဲအေးအတွက်ပေါ့နော်။ကလေးကျိုးပွဲအေးအတွက်ကိုကျွန်တော်တင်တာခေါ်ထားတဲ့အခွင့်လန်းလည်းတွေ့ရတယ်ပေါ့နော်။နောက်တစ်ခု organization ကတော့ FRC မြန်မာကရန်ကုန်အတွက်ကို Finance and Compliance Manager နော်ကျွန်တော်တို့ final ဖက်ကတော့တော်တော်လေးလောက်ကန်ခွလန်ပေါ်တယ်လို့အဲကျွန်တော်သုံးသပ်မိပါတယ်နောက်တစ်ခုကတော့ solidarity international မြန်မာကရန်ကုန်အတွက်ကိုအဲခေါ်ထားတာရှိပါတယ်သူရဲ့ position ကတော့ sustainable agriculture training နော်ကျွန်တော်တို့အဲဒီရရှိတည်တန်းတဲ့အဲစိုက်ပျိုးရေးနည်းပညာတင်တန်းတွေနောက်ပြီးတော့ capacity building တင်တန်းတွေကိုကျွန်တော်တို့အဲ consultancy ကျွန်တော်တို့ပညာရှင်ဖိတ်ခေါ်တာပေါ့နော်ဒါကတော့လောက်ကန်ခွန်လန်းစိုက်ပျိုးရေးပညာရှင်တွေရည်စင်းစိုက်ပျိုးရေးပညာရှင်တွေသူအလောက်ကန်ခွန်လန်းကြီးကြီးဖြစ်ပါတယ်လို့ now solidarity international level နှစ်ခုခပ်ထက်မှဖိတ်ခေါ်ထားတာရှိတယ်စကြည့်အောင်နော်ဒါတော့ central မြန်မာမြန်မာနိုင်ငံလေပိုင်းအတွက် data အတွက်ဖြစ်တယ် position ကတော့ sunny sense sensitization officer เนาะ တစ်ခုဖြစ်တယ်နောက်ပြီးတော့ AWD activity manager ဆိုတဲ့ position တစ်ခုကိုခေါ်ထားတာရှိပါတယ်လို့နောက်တစ်ခုကတော့ organization မဖို့ပြပဲနဲ့စစ်တွေတောင်းရှိအတွက်ကိုအဲကျွန်တော်တို့ data system နော် mobile team အနေနဲ့ data system လောက်ရမယ် position ကိုဖိတ်ခေါ်ထားတယ်ပြီးတော့ MEET meet organization ကလည်းမန္တလေးအတွက်ကို final and HR officer နော်ကျွန်တော်ပြောသလိုပဲ final ကတော့အဲအရင် အခွင့်အလမ်းပေါ်တယ်နော်ကျွန်တော်တို့လေ့လာထားသင်ပါတယ်နောက်ပြီးတော့လပြည့်ကျေကလည်းကျွန်တော်တို့မိထီလာအတွက်ပဲနော် assistant finance and administration officer နော်ကျွန်တော်တို့ဒီ element နဲ့ finance ကတော့တွဲတာများပါတယ်လို့ဟုတ်ကဲ့တချို့လည်း hr နဲ့တွဲတယ်ဗောနော် finance ကတော့အဒီမှာနောက်ဆုံးတစ်ခုအနေနဲ့ပေါ်ပြမယ်ဆိုရင် NYEO organization ကလည်း remote location အတွက်ကို MHPSS program manager เนาะ program manager ကိုဖိတ်ခေါ်ထားတာရှိပါတယ်လို့ဒါကတော့ကျွန်တော်တို့20ရက်နှစ်ထိဖိတ်ခေါ်ထားတဲ့အလုပ်ကံခွင့်လန်းတွေဖြစ်ပါတယ်ဆိုတော့အလုပ်ကံအခုဖော်ပြပေးထားတဲ့အလုပ်ကံနဲ့ပတ်သက်တဲ့ link တွေကိုအစင်လိုက်ပဲအခုကျွန်တော်ပြောသွားတဲ့ဖိတ်ခေါ်ဝင်မြတ်သွားပေးတဲ့အစင်အလိုက်ပဲကျွန်တော် comment box မှာခြံထားခဲ့ပေးပါမယ်เนาะကျွန်တော်တို့လိုအပ်တဲ့ညီကိုမိတ်ဆွေတွေအတွက် ်ငငယ်ညီမငယ်တွေအတွက်အလင့်ကိုယူပြီးတော့အသေးစိတ်ဝင်ရောက်လေ့လာပေးပါ နောက်ထပ်အနေနဲ့နောက်ဆုံးအနေနဲ့ comment ပေးချင်တာက UNDP ကနေဖိတ်ခေါ်ထားတဲ့ community facilitator တွေကလည်းမန္တလေးစကိုင်းအပြင်ကိုကြောက်စဲအဲမိထီလာဖက်တီလဲကျွန်တော်တို့ထမှန်ဖိတ်ခေါ်နေတာရှိတဲ့တဲ့ကြောင့်မလို့အဲအခွင့်အလမ်းကိုလက်မလွတ်ဖို့ကျွန်တော်မေတ္တာရက်ခံပါတယ် အလုတ်လိုအပ်တဲ့ညီငယ်ညီမငယ်တွေအတွက်အလုတ်ကန်ခွလန်းတွေရရှိပိုင်ဆိုင်ကြပါစေနော် channel ကိုအဆုံးထိလိုက်ပါလေးလာနားဆင်ပေးတဲ့ပုံမှာအထူးပဲကျေးဇူးတင်ရှိပါတယ် channel ကို like share and subscribe လုပ်ပေးဖို့လည်းမေတ္တာရက်ခံပါရစေနော်ကျွန်တော်တို့အချင်းချင်းကြားမှာ share ပေးခြင်းအဖြစ်အလုတ်ကန်အခွလန်းတွေကိုအတူတူမျှဝေပေးဖို့မျှဝေခံစားပေးဖို့ရန်အတွက်အကူအညီတောင်းပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်